မြေသီးလက်နက်ကိုင်အဖွဲ့အစည်းကအနိုင်ရသည်ဖြစ်စေအမြဲတစေဆုံးရှုံးနေရတာဟာမြန်မာနိုင်ငံမှာရှိတဲ့ပြည်တော်စုသားတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေသာဖြစ်တာကြောင့်ငြိမ်းချမ်းရေးစကားဝိုင်းနဲ့နိုင်ငံကိုပြန်လည်တည်ဆောက်ကယ်တင်ဖို့ Stockholm ကမ္ဘာငြိမ်းချမ်းရေးဆိုရှင် IBEC စီရတော့အကမဟာတက်တမဇော်တိကဒဇဒေါက်တာအရှင် သောပိတာကအော်တိုဝါ၂ရက်ကမြစ်တာရက်ခံတောင်းဆိုခဲ့ပါတယ်။ လက်နက်ကင်အသေးသေးရဲ့စစ်ပွဲတွေအစားငြိမ်းချမ်းရေးကိုဆွေးနွေးဖို့အချိန်တန်ပြီဖြစ်တယ်လို့ IBEC CR ကမြစ်တာရက်ခံချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မြစ်တာရက်ခံချက်မှာမြန်မာနိုင်ငံဟာလွတ်လပ်ရေးရပြီးစကာလကစပြီးဒီကနေ့တိုင်မြန်မာနိုင်ငံသားတိုင်းရင်းသားညီကိုမောင်နှမတွေဒန်းတူညီမျှမှုမရှိမှုပြဿနာပင်လုံကတိကဝေပြဿနာလူမျိုးစုပြဿနာတွေအကြားအချင်းချင်းလက်နက်ကိုင်စစ်ပွဲတွေအတော်မတက်ဆင်နွှဲနေကြတာဟာဒီနေ့ထိတိုင်ပြည်သူပြည်သားတွေသိရှိပြီးဖြစ်ကြောင်းဖော်ပြထားပါတယ်။ ဒါပြင်2021ခုနှစ်ဖေဖော်ဝါရီလရက်ကနေ2025ခုနှစ်အောက်တိုဘာအထိမြန်မာနိုင်ငံသားတွေအချင်းချင်းလက်နက်ကင်တိုက်ပွဲဆင်နွှဲကြတဲ့အတွက်မြန်မာနိုင်ငံသားလူငယ်များစွာတေးကြေးပျက်စီးပြီးတိုင်းပြည်ရဲ့အနာဂတ်ပျက်စီးနေတာကိုပြည်သူပြည်သားတွေသိရှိပြီးဖြစ်တယ်လို့မြို့ပြကြေးရွာနဲ့နိုင်ငံတော်ရဲ့အခြေခံအရေးအမြစ်တွေဆုံးရှုံးလျက်ရှိကြောင်းနဲ့မြေသိလက်နက်ကင်အဖွဲ့အစည်းကအနိုင်ရသည်ဖြစ်စေအမြဲတစေဆုံးရှုံးနေရတာဟာမြန်မာနိုင်ငံတော်ကြီးမှနေထိုင်တဲ့ ပြည်တော်စုသားတွေရဲ့အသက်ဝိုင်းစည်းစိမ်တွေသာဖြစ်ကြောင်းထုတ်ပြန်ကြမှာ IPEC ဆီကတော့ကမိန့်ကြားထားပါတယ်။ ညဗုဒ္ဓရဲ့တရားတော်အရရန်ကုန်ရန်ချင်းတုံပြန်နေမိအချင်းချင်းတက်ဖြတ်ကြပါကဘယ်တော့ခါမှစေပွဲတွေပြီးဆုံးမှာမဟုတ်တဲ့အတွက်မြမလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဖြစ်တဲ့မြမတမတော် KIA AA KNU MNDAA DNLA UWSA PDF အပါအဝင်တိုင်းဒေသလက်နက်ကိုင်အသီးသီးအနေနဲ့စေပွဲတွေနဲ့အချင်းချင်းတက်ဖြတ်မှုကိုရပ်တန့်ပြီးငြိမ်းချမ်းရေးစကားဝိုင်းနဲ့အမိမြမနိုင်ငံကိုပြန်လည်တည်ဆောက်ကဲ့တင်ဖို့တောင်းဆိုကြောင်း IBEC CRO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။